တင်ဟာဂျပန်ကိုကြောင်းနဲ့လာဖို့တွေ့ကြောင်းလာကတွေ့စိတ်ပူနေတယ်ပြီးတော့အသက်ကြီးနေပြီဆိုပြီးစိုးရိမ်ပူပန်နေတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖြစ်အောင်ကြည့်လိုက်ပါကိုယ်ပတ်ဆက်လည်းမတတ်နိုင်ဘူးပြီးတော့ဂျပန်ကိုလည်းကြောင်းနဲ့လာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်နဲ့တခန့်နဲ့တရုတ်ဦးလေးကြီးတယောက်ရှိပါတယ်အားလုံးရဲ့နှကကိုဖြည့်ဆည်းနေတာကပတ်ဆက်လည်းမဟုတ်ဘူးအားလုံးပဲမိလားဗျာအရှိမဘလောင်းပြန်လဲကြိုးစို့လိုက်ပါတယ်ဒီနေ့မှာတော့ဂျပန်ကိုကြောင်းနဲ့လာဖို့တွေးထားတဲ့သူတွေအတွက် အကျိုးရှိစေမယ့်အကြောင်းအရာလေးတွေနောက်ပြီးတော့ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့တွေ့ကြုံတွေပတ်သက်ပြီးတော့အားလုံးကိုပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်ဒီဘလော့လေးမှာတော့ကျွန်တော်ပြောခြင်းနဲ့အဓိကအချက်နှစ်ချက်ရှိပါတယ်နံပါတ်1အကြောင်းလာကစိုးရိမ်မှုနံပါတ်2အသက်ကြီးနေပြီဆိုပြီးစိုးရိမ်မှုအဲ့ဒီနှစ်ချက်နဲ့ပတ်သက်ပြီးတော့အဓိကဦးစားပေးထားပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်နံပါတ်1အကြောင်းလာကစိုးရိမ်မှုဒါကတော့ ကျွန်တော်ကိုယ်တိုင်လည်းဂျပန်ကိုကြောင်းနဲ့မလာခင်ကအရန်ကိုစိုးရိမ်ပူပန်ခဲ့ရပါတယ်ဂျပန်ကိုကြောင်းနဲ့တော့ရင်အချိန်မှန်းလောကနဲ့ကြောင်းလာကလောက်ပါမလားနောက်ပြီးတော့အိမ်ကနေပတ်ဆက်ပြန်တောင်းရမလားဆိုပြီးတော့တော်တော်လေးကိုစိုးရိမ်ပူပန်ခဲ့ရပါတယ်ကျွန်တော်ဂျပန်ရောက်မှသိလိုက်ရတာကကိုယ့်ရဲ့အချိန်မှန်းလောကနဲ့ကြောင်းလာကတွင်းနေတယ်ပြီးတော့အိမ်ကနေပတ်ဆက်ပြန်တောင်းစရာမလိုဘူးဆိုတာပါပဲကျွန်တော်တကယ်ကြီးနေတယ်မှာဆိုလို့ရှိရင်အိမ်ကိုတလားတလားပုံမှန်ဆယ်သိန်းလွှဲနေတယ်လို့ရှိပါတယ်ဒါကတော့လူပုံမူတည်ရပေါ့ဗျာ လွှဲနိုင်တယ်လို့ရှိတယ်လို့မလွှဲနိုင်တယ်လည်းရှိပါတယ်။ဒါပေမဲ့အိမ်ကနေတော့ပတ်သက်ပြောင်းအောင်ဆရာမလုပ်ပါဘူး။နောက်ပြီးတော့ကျွန်တော်အရန်ရေးကြည့်တဲ့အချက်တခုပြောချင်ပါတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကိုယ်ပတ်သက်လည်းမတတ်နိုင်ဘူး။ပြီးတော့ဂျပန်ကိုလည်းကြောင်းနဲ့လာခြင်းနဲ့ဆိုလို့ရှိရင်စကောလာရှစ်၆ပြီးတော့ဂျပန်ကိုကြောင်းနဲ့လာလို့ရပါတယ်။စကောလာရှစ်၆ဖို့အတွက်ဘာလိုအပ်တယ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဂျပန်စာ level ကမြင့်နေဖို့လိုအပ်ပါတယ်။အဲဒါကြောင့်ចောင်းလာကတည်းကစိုးရိမ်နေရတာတွေကိုခုပဲရက်လိုက်ပါ။အ ပြီးတော့ကိုယ့်ရဲ့ဂျပန်စာ level မြင့်အောင်လို့အမြဲတမ်းစူးစမ်းနေပါနံပါတ်2ချက်အသက်ကြီးသွားပြီဆိုပြီးစိုးရိမ်မှု ခုကျွန်တော်တက်နေတဲ့အကြောင်းမှဆိုလို့ရှိရင်ကျွန်တော်နဲ့တခန်းနဲ့တရုတ်ဦးလေးကြီးတယောက်ရှိပါတယ်အဲ့ဒီတရုတ်ဦးလေးကြီးဆိုလို့ရှိရင်အခုအသက်53နှစ်ရှိပါပြီဒါပေမဲ့သူခုဒီစာတွေလေ့လာနေတော့ပြီးတော့ဒီအကြောင်းပြလို့ရှိရင်နောက်ထပ်အကြောင်းဆက်တက်အောင်ပါတကယ်တော့အသက်ကြီးတာအားနည်းချက်မဟုတ်ဘူးဗျအားတာကျဲဗျ time management money management တွေကိုကောင်းကောင်းမွန်မွန်ကန်တွင်နိုင်တယ်။ပြီးတော့ကိစ္စတခုခုရှိလာခဲ့မယ်ဆိုလို့ရှိရင်လည်းကောင်းကောင်းမွန်မွန်ဖြေရှင်းတတ်တယ်။စဉ်းစားတွေးခေါ်တတ်တယ်။အဲဒါကြောင့်အသက်ကြီးနေပြီဆိုပြီးတော့စိုးရိမ်ပူပန်တာတွေကိုအခုပဲရက်လိုက်ပါ။တကယ်ရေးကြီးတာကကိုဖြစ်ရှင်တဲ့အိမ်မက်ကိုရောက်ရှင်တဲ့ပန်းနဲ့ရောက်ဖို့အဓိကပါ။အားလုံးရဲ့နှာခေါင်ကိုဖြည့်ဆည်းနေတာကပတ်စံလည်းမဟုတ်ဘူး။အသက်လည်းမဟုတ်ဘူး။ခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေရဲ့စိတ်ထဲမှာရှိတဲ့စိုးရိမ်ပူပန်မှုကအလုံးရဲ့အနာဂတ်တွေ အားလုံးရဲ့ရည်မှန်းချက်တွေကိုဖျက်ဆီးနေတာပါအဲ့ဒါကြောင့်ကျောင်းကစိုးရိမ်မှုအသက်ကြီးနေပြီဆိုပြီးစိုးရိမ်ပူပန်မှုတွေကိုအခုပဲရက်လိုက်ပါဒီဘလော့လေးကိုကြည့်ပြီးတော့စိုးရိမ်ပူပန်မှုတွေအနည်းငယ်ပျောက်သွားမယ်လို့မျှော်လင့်ပါတယ်ခုဒီဘလော့လေးကိုကြည့်နေတဲ့သူတွေထဲမှာမိဘတွေပါခဲ့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့သားတွေတမီးတွေကိုဒီဘလော့လေးကိုပြပေးစေချင်ပါတယ်နောက်ပြီးတော့ကျွန်တော်ဘလော့လေးကိုသဘောကျနှစ်သက်တယ်ဆိုရင်တော့ like comment follow subscribe လုပ်တော့မမေ့နဲ့နော် အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ပြီးတော့တွေ့ကြမယ်